မင်းကလေးရဲ့အဆုတ်တွေဘယ်ရောက်သွားတာလဲဆိုတာသိပြီ၁၉ရက်မနေ့ကမင်းကလေးကိုမီးတင်းကျခဲ့ကြတယ်။တရုတ်အမျိုးသားနောက်ကြောင်ကိုလိုက်ကြတော့ ထင်ထားတာတပိုထိတ်လက်စရာကောင်းနေတယ်အားလုံးထင်နေတာကအစုတ်ကပျောက်နေခဲ့တဲ့ဆိုတော့ကုံကူးတာနဲ့များဆက်ဆက်နေမလားတရုတ်ကဒီအစုတ်ကိုယူသွားခဲ့ပြီးတနေရာမှာကုံများကုခဲ့လေတလားဒါမှမဟုတ်အစုတ်ကိုသူပျောက်များစားခဲ့လို့လားတကယ်ကထင်ထားတယ်လို့တခုမှမဟုတ်ဘူး29ရက်နေ့ကတရုတ်ကအားလုံးအမှန်တွေထွက်ဆိုခဲ့တယ်ဒီတစ်ခါတော့စကားအမျိုးမျိုးမပြောတော့ဘူးသူထွက်ဆိုချက်တွေက25ရက်ညတော့ကတရုတ်နယ် LGBT မိန်းကလေးတို့တွေ့ဆုံခဲ့ကြတယ် အဲ့ဒီညမှာပဲသူနဲ့မိန်းကလေးတို့ဟာဘန်းငွေ8000နဲ့သဘောတူညီမှုရယူခဲ့ကြတယ်။ဆောင်မှု8000မှာဘာတွေပါတယ်လဲဆိုရုပ်အနာမှာနေပေးရမယ်။ဒီပေါ်ကကိစ္စတော့ မပါဘူးခန်းရောက်တော့တရုတ်ကမင်းကလေးကိုဂရင်ကိစ္စပြောတယ်မင်းကလေးကလက်မခံဘူးသဘောတူထားတဲ့ရှစ်ထောင်မှာဂရင်ကိစ္စမပါဘူးတရုတ်ကဒါဆိုငါရှစ်ထောင်ပြန်ပေးလို့တောင်းတယ်မင်းကလေးကမပေးဘူးအကုန်မပေးရင်တဝက်ပေးလို့တောင်းတယ်မင်းကလေးကမပေးပါဘူးရှင်သူတို့နှစ်ဦးရုံရင်းဆက်ကဖြစ်ရင်တရုတ်ကဂရင်ဘော်ကိုပြုတ်ချသွားတယ်စိတ်ကလွတ်ထွက်သွားပြီးတော့နေဘေးအောက်ကနေဟိုးချက်အထိကိုဖန်တီးခဲ့ပါတယ်သူဝယ်လာခဲ့တဲ့ကကြီးနဲ့ပဲဖန်တီးခဲ့တာ လုံးအစုပ်တွေကို အပြင်ဘက်ကိုယူထုတ်ခဲ့တဲ့ ပြီးတော့သူရေချိုးခဲ့ပါတယ်ရှင်အလောင်းနဲ့အဲ့ဒီနေညကအတူတူအိတ်ဆက်ခဲ့တယ်မနေ့ရောက်တော့အလောင်းကိုရေချိုးခန်းထဲမှာသူတဲယူထုတ်သွားခဲ့တယ်စောင်းနဲ့ခြုံပေးခဲ့ပါတယ်ရှင်16ရက်နေ့မနေ့6ရက်နေ့ကျော်လောက်မှာ online ကနေကြိုတင်လေးရလက်မှတ်ဝယ်ခဲ့ပါတယ်ရှင်ခုကအနောက်ပေါက်ကနေကြောဖို့အိတ်နဲ့ချွချွအိတ်တလုံးဆွဲပြီးတော့တိတ်တိတ်လေးထွက်သွားခဲ့ပါတယ်။နေရင်ကနေ့လယ်နနာရီမှထွက်မှာပါရှင်။အဲ့ဒီအချိန်မတိုင်ခင်ရဲတွေကသူ့ကိုမိသွားခဲ့ပါတယ်။သူ့ရဲ့ရွေချက်ကတော့တရုတ်ပြည ကိုပြန်ဖို့ပါရှင်ဒီစိတ်ကဘာလို့ချက်ချင်းတိတာလဲဆိုရဲဘက်ကအကြောင်းကြားလိုက်တဲ့အခါမှာတော့မျက်လုံးတွေကိုစကန်ဖတ်လိုက်တော့တရားခံဆိုတာကိုချက်ချင်းတိသွားခဲ့တယ်ရဲသူကမေးပါလေရှင်နေဘာလို့နှလုံးတွေအဆုတ်တွေကိုအပြင်ဘက်ယူထုတ်ရတာလဲဆိုတော့သူကအလောင်းကောင်နဲ့ကစားချင်လို့တဲ့ရှင်သားစီလူကိုနှလုံးတွေကိုသာတွေးရှိရပြီးအဆုတ်တွေနေဘဲကိုယူသွားခဲ့တာလဲဗမာထားခဲ့လဲမေးတော့ငါအဆုတ်ကိုမယူသွားရဘူးမင်းကလေးရဲ့အနားမှာပဲထားခဲ့တာ သူဘာဆိုဘာမှမယူသွားရဘူးလို့ပြောတယ်။အဲကဒါဆိုမင်းမှဆက်ရောကရှိလားဆေးရုံတစ်ခုခုမှများမင်းကူတာမှုခံယူခဲ့လားဆိုတော့ငါကဘာဖြစ်လို့ဖြစ်မှန်းတော့မသိဘူးလို့သူဘာဖြစ်လို့ဖြစ်မှန်းမသိဘူး အယိုးကွက်နေပြီးတော့သာပြောနေတာ25ရက်နေ့ညမင်းကလေးနဲ့မတွေ့ခင်ည9နာရီကျော်လောက်မှာ20ရက်ဆိုင်ကိုတွားပြီးတော့ဖက်ကြီးတွေအိတ်တွေကိုတွားဝယ်ခဲ့တယ်မင်းကလေးနဲ့2ဦးတည်းတွေ့ဆုံခြင်းကတော့ည10နာရီကျော်ပါရှင်သူ့ကိုမိသွားတော့နင်တီကက်ကြီးတွေအိတ်တွေကိုဘာကြောက်ဝယ်တာလဲလို့မေးတော့ ဲ့ကတော့ငါရဲ့ပစ္စည်းတွေထဲဖို့ကက်ကြီးကတော့ငါကိုငါကာကွယ်ဖို့လို့ပြောပါတယ်ရှင်ကမယုံပါဘူးရှင်သူဝယ်လာတဲ့ကက်ကြီးကအရှိကြီးပါရှင်ဒီကက်ကြီးအရှိကြီးကိုသူဘာလုံးမလို့လဲအားတွေကိုမိန်းကလေးနဲ့မတွေ့ဆုံခင်တနအီလောက်အလိုက ကြိုတင်ဝယ်တာအကြောင်းတော့ရှိရမယ်သူဟာထိုင်းကိုလာလဲတာဒါနဲ့ဆိုသုံးချိန်မြောက်ပါရှင်ဒီနောက်ဆုံးအချိန်မှာသူသုံးဆွဲဖို့ဘန်းငွေ၈တောင်ပါလာခဲ့တယ်လောင်းခွဲစိတ်တာကအစားနှလုံးတွေအဆုတ်တွေအပြင်ကိုရောက်တဲ့အထိဝ ဝယ်လာတဲ့20တန်းကက်ချီတလက်နဲ့ပဲဖန်တီးခဲ့တာ20တန်းကက်ချီတလက်ကဒီလောက်တောင်ခံခဲ့လားဆိုတော့သူဟာတရုတ်ပြည်မှာတန်တွေနဲ့ပတ်သက်တဲ့ကျွမ်းကျင်ဆရာတအူးပါကက်ချီတလက်ကိုဘယ်လိုကင်တွယ်ရမယ်ဆိုတာကို သူတိတယ်တဲ့ရှင်အဲ့ညကအလောင်းနဲ့ကစားခဲ့ပြီးနောက်နေ့ရောက်တော့မင်းကလေးအလောင်းကိုသိုံပို့ခဲ့ကြပါတယ်ရှင်ဆရာဝန်တွေစစ်ဆေးချက်အရာအဆုတ်ကိုမယူသွားရပါဘူးအလောင်းကောင်နဲ့ကစားတဲ့အချိန်မှာအဆုတ်ကဟူခန္ဓာကိုယ်ရဲ့အတွင်းပိုင်းထဲမှာတွတ်တွေ့ပါတယ်ရှင်အဆုတ်ကမပြေတော့ပါဘူးရှင်ကစားထားတော့တပိုင်းတစစီဖြစ်နေပါတယ်ဒါကြောင့်အဆုတ်ကပြောင်းနေတဲ့ခြေရင်းရှာမတွေ့ကြတာဖြစ်နေတာပါရှင်ဒါစုနဲ့ထပ်တူဝမ်းနေပါတယ်ရှင်ဆုံးသွားသူ LGBT မိန်းကလေးဟာမိဘကိုလှုပ်ကျွေးနေတဲ့ဒါသမီးတယောက် ူမိဘတွေအခုနေတဲ့အိမ်ကလည်းသူတယောက်တည်းအားနဲ့စောက်ထားခဲ့တယ်လို့သိရတယ်